subscribe 8.1ကနံပါတ်2 draw the grand of a y equal to log minus x b y equal to log minus x b ဘာမှိုင်းအဲ့တော့ဘာတွေထူးခြားတယ်ဒီလို h ပြောင်းလဲသွားဟုတ်လား h ပြောင်းလဲသွားတယ်ဆိုလို့ရှိရင် refreshing on y is it y is it မှာဆရာတို့ refreshing ဖြစ်ပုံရိပ်တွေကြောင်းပြန်ဖြစ်တာနော်အဲ့တော့ ောင်းနံပါတ်အေကိုဆရာဒီပုံပြလို့အောင်ဒီမှာပဲရိုက်တော့မယ်နံပါတ်အေကဘယ်ရည်သွားမလဲဆိုလို့ရှိရင် y ဤကွဲတူ log h b 2ကနေပဲဆိုတော့ပါတယ်ဆိုရင်သွားလိုက် y y ကဘယ်လိုသွားလဲဆိုလို့ရှိရင် log h b 2ဖြစ်သွားတဲ့အတွက်ကြောင့်လို့ h ကလက္ခဏာကြီးပြောင်းသွားတယ်8ကလက္ခဏာပြောင်းသွားလို့ရှိရင် refraction on y is refraction on y is why is it ဟုတ်ပြီနော်အဲ့တော့ဆရာတို့ logic why ကလို့ logic ပြီးဆိုတော့ခဏခဏဆွဲနေရတာပဲ point တွေရေးနေတော့ဆရာတို့ကအလွတ်ရတယ်ဟုတ်လားအဲ့တော့ point လေးတော့ရေးလိုက်မယ် point တစ်ခုတော့ရေးလိုက်မယ် point ဟာ 8, y ဆိုတဲ့ကောင်းကနေပြောဘာဖြစ်သွားလဲဆိုရင်8ကလက္ခဏာချင်းသွားတယ်ဆိုတော့ -8, y ဆိုတော့ဘာဖြစ်လဲဆိုတော့ဖြစ်သွားနော်အဲ့ဒါဆရာတို့ original ဘုံ

1 by 4, comma, minus 2. Hold it, no? 1 by 4, comma, minus 2. 1 by 4, comma, minus 2. 1 by 2, comma, minus 1. 1 by 2, comma, minus 1. 1 by 2, comma, minus 1. 1, comma, 0. 1, comma, 0. 1, comma, 1. Hold it, no? 2 comma 1နောက်တစ်ခုက4 comma 2 4 comma 2 4 comma 2ကောင်က y ကွဲတူ log h ပြီးနေပေါ့ refresh ဖြစ်သွားတယ်နော် y is ပေါ်မှာ refresh ဖြစ်သွားတာအိတ်ကလက္ခဏာတွေကြောင်းသွားမယ် -1.4 ပေါ်မှာ -1.4 ပေါ်မှာ မမိုင်းနဲ့2ဆိုတော့မိုင်းနဲ့2မှာတော့မိုင်းနဲ့2နားမှာရှိရနော် point မိုင်းနဲ့1 by 4ပုံမှာမိုင်းနဲ့2ဘောမိုင်း2ပုံမှာမိုင်းနဲ့1မိုင်းနဲ့2ပုံမှာမိုင်းနဲ့1မိုင်းနဲ့1 by 2ပုံမှာမိုင်းနဲ့1ပြီးလို့ရှိရင် -1.0 -1.0 နောက်တစ်ခု -2.1 မိုင်းနဲ့2.1 minus 2 comma 1နောက်တာအဲ့ဘာရှိလို့ minus 4 comma 2 minus 4 comma ဒါဆိုဒီပါ minus 2ဒီနောက်မှာ minus 4 minus 4 comma ပါသိတယ်2 minus 4 comma 2ဒါလေးကိုဘာလို့လိုက်ရုံပဲလဲဆိုရင်ဒါလို့ဆွဲလိုက် ုတ်ပြီ log y ကရက်လဲဆိုလို့ရှိရင် y ကွဲပြီး log minus h ပြီးပြည့်ရဲ့လဲအဲ့ဆုံးစံတိုင်းအဆက်အဆမ်းထုတ်ကိုရေးမယ်အဆမ်းထုတ်အဆမ်းထုတ်က h² တူ x ကတန်ဖိုးကဘာမှပြောင်းလဲမသွားဘူးအတွက်ကြောင့်မို့0ဒိုမိတ်ဒိုမိတ်ဒိုမိတ်ဆိုတာကတော့ဆရာတို့ ချစ်တီသွားတယ်ဆရာလိုဆွဲပါကဘာဆွဲပါလဲဆိုဘာကြီးတွေ့လို့တော့ဘာနဲ့ဘေတူးဆိုတဲ့ကောင်ဆဲဟာချစ်တီသွားတဲ့ကောင်ဘိုးပဲဆက်မယ်ဇီရိုရဲ့ဒီဘက်ချမ်းမှာရှိနေတဲ့အတွက်ကြောင့်မလို့ h less than ဘာဖြစ်လဲဆိုလို့ရှိရင်0ဆိုဆိုက a square ပုံကကျတော့သူက original ပုံမှာတည်းက black ကိုဘယ်နှခုတွက်ပေးရမှာလဲဆဲလို့နှစ်ခုတွက်ပေးရအဲ့ဒါကြောင့်မလို့ on နဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တော့အခုကဒီကောင်ကဘာဖြစ် refreshing ဖြစ်သွားတဲ့ပုံအတွက်ဘာဝဲရေးမှာလဲဆိုရင် domain ကိုပေးရ is less than zero range. Range. Ah. 可以噶，把那个旅行啊，拿来了。拿来吧。One equal to loss minus h, b one by two。那罗 one equal to loss h, b one by two 啊，你拿嘛就好了。Refreshing on y equal to log minus 8b 1 by b ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ x ကလက္ခဏာကြောင်းသွားတဲ့အတွက်ကြောင့်မလို့ refraction of y is it ပထမ original က h y x ကလက္ခဏာကြောင်းလဲဆိုတော့ minus h comma y log h b 1 by 2ရဲ့ point နေတဲ့ရနေပြီဆိုတော့ဇာတ်လို့ point နေဒီမှာချပြီးတော့เนาะဇာတ်လို့ဆွဲမဲ့ပုံကအဲ့ x ကိုဘာလို့ပြီးလို့လဲလက္ခဏာပြောင်းပြီးလို့ One, two, three, four, one, two, three, four. Rush B2 ရဲ့တံပိုးတွေနဲ့ဘာဖြစ်လဲဆိုတော့လက္ခဏာတွေပြောင်းတာနော်ဟာအဲ့တော့ one by four ဆိုလို့ရှိရင် तू ကဘာဖြစ်သွားမလဲဆိုလို့ရှိရင် two ဖြစ်သွားမယ်ဟာ one by four ဆိုရင်ဘာဖြစ်သွားမလဲ two ဖြစ်သွားမယ် low hb2 မှာတော့ one by four ဆိုလို့ရှိရင်ပါ minus 2အခု low hb1 by 2မှာဆိုလို့ရှိရင် one by four ဆိုလို့ရှိရင် two ဖြစ်သွား two ဖြစ်သွား तू ကလည်းဘာဖြစ်လဲဆိုရင်တစ်ခုနဲ့တစ်ခု refraction ဖြစ်နေတာဟာအဲ့တော့ 1 by 4ဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်2 2ဖြစ်သွား1 by 4ဆိုရင်2 by 4ဆိုရင်2ဘာဖြစ်သွားမလဲဒီကောင်ကဘာဖြစ်မလဲဆိုလို့ရှိရင်1 by 4, 1 by 4 2 1 by 2 1 by 2ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲ1ဘာဖြစ်သွားလဲ1 by 2 1ပြီးတော့ရှိရင်1ဆိုရင်ဒီကောင်ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်0ဖြစ်သွား1 0 နောက်တော့2ကောမှာ -1 2ဆိုလို့ရင်ဘာဖြစ်သွားမလဲဒီကောင်က -1 ဖြစ်သွားမလဲ2ဆိုလို့ရှိရင် minus 1ဖြစ်သွားပြီးတော့4ဆိုလို့ရှိရင်ဇာတ်လို့ဘာဖြစ်သွား minus 2 minus 2ဖြစ်သွား4ဆိုရင် minus 4ဆိုရင် minus 2ဟုတ်ပြီနော်အဲ့ဒါဒီဇာတ်လို့ဘာလို့ရမလဲဆိုတော့ တော့ဗာလဲဆိုလို့ရှိရင် y = log hb ဘာမှ2ရက်ခက်အခု2ရက် refreshing ဆိုတော့အိတ်ကဲလက္ခဏာတွေဗာပြသွားမယ်ဆိုရင်တောင်းပါအဲ့တော့တောင်းလဲတောင်းလဲဆိုရင် minus 1/4 minus 1/4ဆိုရင်ဒီကောင်ကဘာဖြစ်သွားလဲ minus 1/4ဆိုလို့ရှိရင် minus 1/4ဆိုရင်အိတ်ကလက္ခဏာကအကြောင်းဟုတ်လား minus 1/4 minus 1/4 comma 2 thôi con mãi đâu mọi mày mãi đâu mọi mày chú con mau quá quá mãi đấy mọi mày chú con mà quá nó đúng con quán con mà sử dụng quán con mà sử dụng nó đúng quá mãi đấy chú con mà mà mãi nào mãi nào quá mãi đấy chú con mà mãi nào quá mãi nè tu có má mãi nè quá mãi nè phô có má mãi nè tu minus 4 comma minus, minus 2 minus 4 comma minus 2 minus 4 comma minus 2 không nhớ bắt đầu sẽ có quả lưu lại về gửi công lý xuôi lại công lý công lý giảm phát ai còn ạ à? ဒီဘက်ကကောင်ကဘာဖြစ်လဲဆိုလို့ရှိရင် y equal to log hb base y by 2ဒီဘက်ကကောင်က y equal to log minus h base 1 by 2 y by 2ပဲဖြစ်လို့ရှိရင်ဟောအဆက်ထုတ်လိုချင်တာက refresh ဖြစ်တာတဲ့ပုံဆိုတော့အဆက်ထုတ်ကဘာဖြစ်လဲဆိုရင်0เนาะအဆက်ထုတ်ကအဆက်ထုတ် h equal to 0 domain ကကြာဆက်ထုတ် refresh ဖြစ်တာကဒီဘက်မှာရှိတယ်ဆိုတော့ဘာဖြစ်လဲအဲ set that is set that is less than 0ဘိတ်လာကြတာပါလေအာဘောက draw ကဲ graph နံပါတ်ရ y equal to log modulus of h ဟုတ်နံပါတ်2က y equal to log modulus of h 1 by 2 modulus ဆိုလို့ရှိရင်ဆရာတို့ကပဂတိတန်ဖိုးဖြစ်တဲ့အတွက်ကြောင့်မို့အိတ်ကတန်ဖိုး minus နဲ့ပဲတွက်တွက် plus နဲ့ပဲတွက်တွက်ဘာဖြစ်လဲဆိုလို့ရှိရင် ပကတိတဘူမူရင်းတန်ဘူပဲပါပဲ H ပဲပြန်ရမှာဖြစ်တဲ့ဖြစ်ကြောင်း H ကဆရာတို့ H ကိုဆရာတို့ဘာနဲ့တွက်မလဲဆိုရင် plan နဲ့တစ်ခါတွက်မယ် minus နဲ့တစ်ခါတွက်မူရ origin နဲ့ quant ရဲ့ H ဆိုတာဆရာတို့ဘာနဲ့တွက်မလဲဆိုရင် plus or minus နဲ့ plus H တစ်ခါတွက်မယ် minus minus H တစ်ခါတွက်မယ် y နေရာပြောင်းလဲမှုဟုတ်ပြီနော်အဲ့တော့ဆရာတို့ဘာလို့ဆိုရလဲဆိုရင် graph ကိုဆိုရအောင်ပါလဲဆိုရင် quant ဟုတ်ပြီနော် はい。 nó đâu phía mà lại chẳng phải mong nhưng mà phía chú phía chú rồi mong mày phố cổ má máy nhật chú phải mong mày phố cổ má máy nhật chú mong mày phố cổ má máy nhật chú quá mai phố cổ má máy nhật chú quá mai phố cổ má máy nhật chú quá mai chú cổ má máy nhật quá quá mai chú cổ má máy nhật quá quá cổ má quá cổ má quá cổ má quá quá cổ má quá

ပလက်လက်တခါရှာပြီးသွားရင်နောက်တစ်ခုဘာနဲ့ရှာလိုက်ဘိုင်းနဲ့နဲ့တခါရှာဘိုင်းနဲ့နဲ့တခါရှာလိုက်အဲ့တော့ကွာဆရာတို့ပလက်လက်တခါရှာမယ်ဘိုင်းနဲ့နဲ့တခါရှာမယ်ဆိုတော့ဆရာတို့အုပ်စာလေးပါဒီကောင်လေးတော့ဆရာတို့ရေးပြလိုက်ပါနော်ဝိုင်းကွဲတူ log h b2 ပါ h greater than zero ဖြစ်လို့ရှိရင်ပုံတော့ဆွဲမယ်နောက်က h less than zero ဖြစ်လို့ရှိရင် 部队不忙，这得自己人，是，嘘嘘。 ့တော့ဆရာတို့ဒီပုံနှစ်ပုံဘာလို့ဆိုရဲဆိုတာဒါလေးတော့ဆရာတို့ရေးလိုက်ပါဘာ y equal to log modulus modulus h b2 မှာသူတို့ရှင် y equal to log h b2 တပုံဆွဲမယ်ဘာဖြစ်လဲသူတို့ရှင် h က greater than 0တဲ့0နဲ့တူလို့ရှိရင် y equal to log minus h b2 တပုံဆွဲမယ်ဘာဖြစ်လို့ရှိလဲသူတို့ရှင် h က less than 0ထက်ငယ်လို့ရှိရင်ဘာဖြစ်လဲသူတို့ရှင် တို့ဇီရိုနဲ့ငယ်တဲ့တဘုံကိုမလိုလည်းလို့ဆိုရင်ဆွဲလိုက်အိတ်ကလက္ခဏာကိုဘာလို့သုံးလဲဆိုလို့ရှိရင် minus 3ပဲ minus 1 minus 4 4 comma minus 2 minus 2ဒါပဲပေါ့ minus 1 minus 4 comma minus 2 minus 1 minus 4 comma minus 2ပြီးလို့ရှိရင် minus 1 minus 2 comma minus 1နော် minus 1 minus 2 comma minus 1ပြီး minus 1 comma 0 minus 1 comma 0ပြီးလို့ရှိရင် minus 2.1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 ပြီးလို့ရှိရင် minus 4.2 minus 4.2 minus 4.2ဟုတ်နော်အဲ့ဒါကိုဆရာတို့ပြောလို့ရတယ်ပုံကြီးပြောလိုက်ဒါနောက်ပါလေဆိုရင်ပုံကြီးကဟုတ်ပါ y square လဲဆိုလို့ပြောရင် y square ဒီတော့ y ရဲ့ h is 2 p 2ရဲ့ graph ကဲအဲ့ပုံလူကူတလုံးကကျားတို့ပါလဲဆိုရင် modular ကကောင်းရဲ့တခုလေးပဲဖြစ်တဲ့အတွက်ကြောင့်เนาะ domain ရတဲ့အခါမှာ0ရဲ့ဘာဖြစ်လဲ0တဲ့လဲငယ်တယ်0တဲ့လဲကြီးတယ်ဆိုတာကြီးတယ်အဲ့တော့အစမ်းတော့ကတော့ဘာဖြစ်လဲအစမ်းတော့က h = 0အစမ်းတော့ကတော့ တို့ကဘာဖြစ်မလဲဆိုလို့ရှိရင် h ကျွဲတူ0ဒီလိုဒီမင်းရဲ့အခါမှသာလေ a ဆက်တဲ့ a က0တဲ့လည်းငယ်တယ် or a က greater than ပါလို့ဆိုရင်0ထက်လည်းကြီးတယ်အဲ့တော့ဘာလဲဆိုရင် break breakdown ကတော့အာနားလည်မလားပုံနံပါတ်ပြပါဆိုလို့ရှိရင် y ကျွဲတူ log modulus တော့ h base base ဝါမိုင်တူပါသလိုရှိရင်ဆရာတို့ဝါကြီးကွဲတူတော့အဲ့ဒီဝါမိုင်တူတဲ့တပုံစဲပဲဘာဖြစ်လဲဆိုရင် if a က greater than 0ဆိုလို့ရှိရင်နောက်တစ်ခုကဝါကြီးကွဲတူတော့ minus h b ဝါမိုင်တူတဲ့တပုံစဲပဲ if ဘာဖြစ်လို့လဲဆိုရင်8က0တဲ့နေမယ်ဆိုတော့နော် modulus modulus ထဲမှာ မိုင်းနဲ့ HUU HUU modulus ပကတိတံပေါ်က H ပဲရလို့ H ကိုအပေါင်းစုအလုပ်ပြီးလဲဘာလို့ပြရမလဲတွေ့တယ်အဲ့တော့ point တွေကဝေးရှိတာက8,1ကြောင်းလဲလာက plus or minus plus or minus 8,1နော် modulus ဆိုတာအဲ့တော့ point ကိုဆက်လို့ဘာလို့လိုက်လို့ဆိုရင်ပုံဆွဲလိုက်ရင်

4.5ရက်ပြီ။ဒါကြောင့်ဒီဘာလို့လဲမသိဆွဲလိုက်အဲ့တော့ဒီကောင်က y y equal to log h log h base y by 2ပါပြည့်ပြီစေပေါ့နော်နောက်တစ်ခုဆရာတို့ဝတ်ကျူလဲဆိုတော့အပေါင်း h တန်ဖို့အပေါင်းနဲ့တစ်ခါရှာပြီးတော့ h တန်ဖို့ဘာနဲ့တစ်ခါရှာမလဲဆိုရင်အနှုန်းနဲ့အနှုန်းနဲ့ရှာမယ်အဲ့တော့ 买那王牌火锅吗？猪肉，买那王牌火锅吗？猪肉。那个王牌猪锅吗？王，王牌猪锅吗？王。你讲我把那是买那王牌火锅吗？猪。买那王牌猪锅吗？王。猪锅吗？王。买那王牌猪锅吗？王。六是买那王锅吗？猪肉。买那王锅吗？猪肉。买那猪锅吗？买那王。买那猪锅吗？买那王。 minus 2, minus 1. minus 2, minus 1. minus 2, minus 1. ပြီးလို့ရှိရင် minus 4, minus 2. minus 4, minus 2. minus 4, minus 2. ဆက်ပြစရာလို့ဆဲလိုက် ီကောင်ကဘာကြိုးရလဲဆိုလို့ရှိရင် y equal to log minus log minus hb 1 by 2ရဲ့ကဲအားလုံးဒီ graph နှစ်ခုကဘာကြိုးရကြည့်လဲဆိုလို့ရှိရင် y equal to log modulus of hb 1 by 2ရဲ့ graph ကြည့်ဟုတ်လားအဲ့တော့အစမ်းထုတ်အစမ်းတော့က h equal to ဘာဖြစ်လဲဆိုလို့ရှိရင်စီတိုပဲဒိုမေဒိုမေဒိုမေကကြာတော့ဆရာတို့ဘာဖြစ်မလဲဆိုရင် ဒီနှစ်ချမ်းပေါင်းမှာဘာဖြစ်လဲဆိုရင်ဒီကောက်ဖုံဖြစ်တဲ့အတွက်ကြောင့်မလို့ x less than x less than 0 or a greater than 0အောက်က rate rate က r rate equal to r